မမောကလည်းအခုရေချမ်းအိုးမြောက်ရွာထဲရောက်နေတာရက်ွက်ကြီးစနစ်ရေချမ်းအိုးမန်လေးလာရှုလမ်းမကြီးကနေလာလိုက်မယ်ဆိုလို့ရှိရင်စက္ကန့်ပိုင်းတော့ဝင်ဝင်ရတဲ့ကွာဝေးမှာရှိရပါတော့ဝင်ဝင်ချင်းမှဆိုရင်ဒါမြောက်ရွာရဲ့ဘုံကြီးချောင်းတွေ့ရမယ်အခုဘုံကြီးချောင်းကနေပြီးတော့မှတကွားငုံမှာရှိနေတဲ့ဒီအင်္ဂလိပ်နဲ့မိတ်ဆက်ပေးပါစီရှင်ဘာလို့လဲဆိုတော့ channel ထားရလဲကျဲတယ်နောက်ပြီးတော့အိမ်ကလည်းကောင်းတယ်ပေါ့နော်အဲ့တော့ ချန်ကျဲကျဲလေးကိုလူချင်းပါတယ်မန္လီလာရွှေလက်မကြီးနဲ့နှီးချင်းပါတယ်ရေချမ်းဟိုးကြတော့လေတော်တော်များများရေချမ်းဟိုးကိုကြိုက်ကြတယ်ဘာလို့ကြိုက်ကြလဲဆိုတော့မြို့တင်နဲ့နှီးတယ်မြို့တဲသွားလာလွယ်တယ်နောက်တစ်ခုကကြတော့ဒီသွားရင်လာရေးလွယ်ကူပြီးတော့မှចောင်းနေဈေးတွေနဲ့နှီးရယ်ပေါ့နော်အဲ့တော့လူနေရက်ွက်စိတ်တယ်အခုဆိုရင်တရားအသံတွေကြားရမှထင်တယ်ဒါရေချမ်းဟိုးမြောက်ရွာထဲမှာရှိနေတယ် ဒီအင်္ဂလိပ်နဲ့မိတ်ဆက်ပေးပြစီရှင်ခြံလေးကမျက်နှာစာက52ပေချေရှိတယ်အနောက်က125ပေချေရှိတယ်အဲ့တော့ကျဲကြီးပဲခြံကျဲကြီးထဲမှာအေးစစ်စစ်အပင်တွေစိုက်ပြီးနေချင်ပါတယ်မတ်မွေကြီးဆိုတဲ့သူတွေအတွက်ကြတော့ကဲကိုစင်ပြီးရအော်ဒီမှာဆိုလို့ရှိရင်လဲ landscape ကိုစိတ်ကြိုက်လို့လို့ရတယ်အော်ဇီနိုဇီနိုက38500ညှိနိုင်မှာအဲ့တော့ပိုင်ရှင်တဲ့တိုင်းရဲ့တွဲဆုံညှိနိုင်ရမှာဖြစ်တဲ့တော့ကြောင့်မလို့38000အောက်ရ900အောက်ကိုတော့ရောက်မှာပေါ့နော်နောက်တစ်ခုက အမ်ပိုင်ရှင်နဲ့တည်းအတွက်ဆိုညှိနိုင်ရတဲ့အင်္ဂလိပ်ဖြစ်တဲ့တစ်ခါကြတော့ကိုယ်စိတ်ကြိုက်စိတ်ကြိုက်ညှိပေါ့နော်အဒီမှာဆိုရင်ဒါ landscape နေရာလေးပါတယ်အဲ့တော့ဒီမှာမြက်ခင်းပြင်နေထားပြီးရတဲ့အတွက်ကြောင့်မို့လို့ကလေးငယ်တွေစိတ်ကြိုက်ဆော့လို့ရမယ်ဒီကဒီမှာဆိုလို့ရှိရင်ရေစင်တွေပိုင်းညာနေတယ်ဒီမှာဆိုရင်ထီရှူပရိသတွေထားပြီးရဒီမှာဆိုအပင်တွေစိုက်ပေးထားတယ်အဲ့တော့ကလေးတွေခြံထဲမှာသူကလေအနောက်မှာပဲကပ်ပြီးစောက်ထားတဲ့ခါကျတော့ကလေးခြံထဲမှာစပိမဲနင်းနင်းပါပဲနင်းနင်းတကယ်ကိုရမ်းမိုက်တဲ့ အိမ်ကလေးဖြစ်ပါတယ်ရှင်ဒါဆိုရင်ဒါကားပါကင်မမလို့ကားတည်းရဲဝင်တာပါနော်အဲ့တော့ကားပါကင်မှာကားဘာနစီရက်လို့ရမလဲဆိုတော့မြင်တဲ့အတိုင်းပဲကားစိတ်ကြိုက်ရက်နာလို့ရတဲ့အိမ်ကလေးဖြစ်ပါတယ်ရှင်ဒီအိမ်ကလေးကဒီအိမ်ကလေးမှာကရှာရွန်လေးပါမယ်မာစတာဘက်ရွန်ကနှစ်ခန်းပါမယ်စင်ကယ်နှစ်ခန်းပါမယ်လီဗင်ရွန်လေးပါမယ်ကစ်ချင်အတိုင်းလေးပါမယ်ပေါ့နော်အဲဒါကအမစကဝါပင်ဒီမှာလေးဒီမှာကားပါကင် နေရာလေးပေါ့နော်ကာပါကင်နေရာလေးတည်တံ့ပါတယ်ကာပါကင်နေရာကနေဒီဘက်နောက်သွားမယ်ဆိုလို့ရှင်လဲမြေသားနေရာပါတယ်အဲ့တော့အပင်တွေထပ်ဆိုင်ကျင်တယ်တိမင်စားပင်တွေထပ်ပြီးတော့ဆိုက်ကျင်တဲ့သူတွေကြတော့အဆင်ပြေရယ်ပေါ့နော်ဟာဒါလေးက flower box ကလေးနဲ့ထားထားပြရဲဒီမှာနှင်းစီတွေစိုက်ထားတယ်ဒီမှာ flower box ပါတယ်နောက်ပြီးတော့ဒါလေးကကြတော့ဝရဏနေရာကျဲလေးပါပါတယ်ရှင်ပြင်မလား ဒါအိမ်ရှိနေရာမှာဆိုလို့ရှိရင်ဝရဏနေရာကျဲပါတယ်အဲ့တော့ဒီမှာဆိုရင်ကော်ဖီပါညာထိုင်တောက်လို့အဆင်ပြေမယ်ပေါ့နော်ဒီမှာထိုင်ကုန်လေးအောင်လုပ်ပေးထားသေးတယ်အဲ့တော့အထဲဝင်ကြည့်မလား အင်လေးတဲ့ဝင်ဝင်ချင်းမှာအင်လေးတဲ့ဝင်ဝင်ချင်းမှာဆိုလို့ရှိရင်မမွန်တို့က living room နေရာလေးကိုမြင်ရမှာပေါ့နော်သူက stack လေးနဲ့ shower room လေးကိုသီးတန့်လေးလုပ်ပေးထားတယ်ဒီကနေဆက်ပြီးတက်သွားမယ်ဆိုရင်တော့ဒါလေးက shower room နေရာလေးဖြစ်ပါတယ်ရှင်အဲ့တော့ဒီဘက်ချမ်းလေးဒါလေးက master bedroom မှာဒါလေးကတော့ single ခန်းလေးပါ အခမ်းအနားရဲ့ပရင်တကားတိုင်းမှာလည်းလုံခြုံရေးတမန်တန်တကားတွေပါတယ်ပေါ့နော်ဒါလေးကတော့ဒီအိမ်ရဲ့ဒုတိယမြောက်မှာစာပတ်ရုံးမှာရှင်အမစာဘရုံရဲ့ပက်တန် WC ပါခေခန်းတခန်းပါတည်ရဲ့ဒါမဲ့အင်ရှင်ပစ္စည်းတွေထားရတာမမုံပြတော့ဘူးဒါလေးက kitchen နဲ့ dining လေးပါဒါလေးကတော့ common ပက်တန် WC ဖြစ်ပါတယ်ရှင်အဲ့တော့ ဒင်းကလေးကိုစိတ်ဝင်စားရင်ဒင်းကလေးကိုကြည့်ကြည့်နေတယ်ဆိုလို့ရှိရင်မမွေရဲ့လေးမိဖုန်းနံပါတ်က39 40 60 999 4ကိုဆက်သွင်းစုံစမ်းနိုင်လို့လေးမိ page မှာလည်းစုံစမ်းနိုင်ပါတယ်မမွေရဲ့ကောက်မှာလည်းစုံစမ်းနိုင်ပါရှင်ကြည့်ရှုပေးကြတဲ့ဦးတယောက်ချင်းစီအားကျေးဇူးတူတင်ရှိပါတယ်